င်နက်စတာမြန်မာနော်ဒေဆောင်တို့မရှိမစ်ဟိုင်အားလုံးမင်္ဂလာပါစင်စီရတော့ဒီခင်နက်စတာမြန်မာရဲ့ဟိုတယ်ဘိုင်းကိုတာဝန်ပြီးတော့တင်နေတဲ့ဒေဆောင်ပါနော်အဲအခုဘာအဓိကထားပြီးပြောချင်တာလဲဆိုတော့ဟိုနော်ဂျပန်မှာဟိုတယ်အလုံးလုပ်တဲ့အခါမှာကိုကဘလူနေရာတွေလောက်အောင်မှာလဲလုံးဝပဲအသေးချာ recession မှာပဲရမှာလားအဲ့လိုမှမဟုတ်ဘဲနဲ့တခြားနေရာတွေရောရမှာလား ပြီးရင်ဂျပန်မှာကျတော့ဟိုတယ်နဲ့လျော်ခံဆိုပြီးရှိတယ်ခွာဟိုတယ်တို့နဲ့လျော်ခံဆိုပြီးရှိတာမို့လို့ဟိုတယ်တွေမှာလုပ်ရင်ဘယ်လိုမျိုးအကြောင်းအရာတွေတတိထားမယ်လျော်ခံမှာလုပ်ရင်ဘယ်လိုအကြောင်းအရာတွေတတိထားမလဲဆိုတဲ့အချက်လေးတွေအဲ့ဒါလေးဒီနေ့ပြောပြပေးမယ်နော်အရင်ဆုံးစစ်စစ်ကိုတိုင်းလည်းဒါဂျပန်နိုင်ငံကိုဒါဟိုတယ်တုတ်တိန်နဲ့ရောက်လာတာဝဗီဇာနဲ့လာတာမဟုတ်ဘူးနော်တုတ်တိန်နဲ့ပဲရောက်လာတာဆိုတော့ဒါစစ်ရောက်ချင်းက ဖရွန်တိုကတော့မဝင်ရဘူးဒါကမင်းဆန်တော့လည်းအမခန့်နဲ့ဘယ်ចောင်းသားပဲဖြစ်ဖြစ်ရောက်ရောက်ချင်းမှာဖရွန်တိုထဲတယ်ဆိုတော့မရှိတဲ့လောက်ပဲရှားတယ်ဘာလို့လဲဆိုတော့ဒါကိုကအခုမှဂျပန်ရောက်ခါစားလေရောက်ခါစားဆိုတော့ဂျပန်လူမျိုးတွေရဲ့အနေထိုင်အလေးချင်းတွေဇယိုက်တွေကိုကိုရီးယားအခုမှစပြီးတော့တွေ့ရမှာအဲ့အတွက်ကြောင့်မလို့အဲကိုရီးယားကိုသင်တန်းပေးတဲ့အနေနဲ့ဥပမာစင်စည်းတော့ဆိုရင်ဒါ reception မှာမဟုတ်ဘဲね restaurant မှာဝင်လောက်ရတယ်။နော် hotel ရဲ့ restaurant မှာ စားသောက်ဆိုင်ပိုင်းမှာဝင်ပြီးတော့ဒါ3လလောက်အဲ entity ရဲ့စက်ခရခုလောက်တာ entity ကိုဝင်ဆောင်မှုပေးတဲ့ပုံစံနေအဲ entity နဲ့ဘယ်လိုမျိုးရင်းချင်းချင်းပြောရမလဲ။ဘယ်လိုမျိုးလေယူလေသိမ်းနေနဲ့ပြောရမလဲ။ဘယ်လိုမျိုးဝင်ဆောင်မှုပေးရမလဲဆိုတဲ့ဟာတွေသင်ရတယ်။အဲ့လိုမျိုးသင်ပြီးတော့မှကိုကကျွမ်းကျင်ပြီဆိုပြီးတော့သူတို့ကသတ်မှတ်ပြီဆိုတော့မှဒါ reception နဲ့ကိုထည့်ပြလိုက်တာပေါ့။အဲ့လိုပုံစံတိုင်းပဲအခု စဉ်းစားစီရပဲတင်တန်းတက်ပြီးတော့အခုဂျပန်မှာဟိုတယ်မှာလုပ်နေတဲ့ចောင်းသားတွေစီရကြတော့လဲသူတို့ပြန်ပြောတာလဲသူတို့လည်းအပုံစံတိုင်းပဲအခုသူတို့ပထမဆုံး၃လမှာကြတော့ဒီ housekeeping နေလဲဝင်ရတယ်ပြီးရင် restaurant နေလဲဝင်ရပြီးတော့အကုန်လုံးလိုက်ပြီးတော့လေးလာရတာသူတို့ကကြတော့စဉ်းစားတဲ့တစ်ခုပုံကောင်းသွားတာကြတော့ foreign တို့ပါဝင်ရတယ်တဲ့ဝင်ရတယ်ဆိုရင်လည်းဟိုအဓိကတာဝန်ခံနေနေမှုပဲ ਨੇ တကယ် reception မှာဘလို့ပုံစံအနေနဲ့စကားပြောနေလဲဆိုတော့သူတို့ကြည့်ရတယ်။ပြီးရင် housekeeping လည်းဝင်ရတယ်။အခန်းတန်ရှင်အနေနဲ့လောက်ရတယ်တဲ့။နော်စင်စရာကြတော့အဲ့ဒါကတော့မလုပ်လိုက်ရဘူး။စင်စရာကြတော့ဒါဒီတိုင်းဒီတန်း restaurant ပဲဒီတန်းလုပ်လိုက်ရတယ်။သူတို့ကကြတော့ဒီ reception လည်းဝင်ပြီးတော့လေးလာရတယ်။ပြီးရင် restaurant လည်းဝင်ပြီးလေးလာရတယ်။ housekeeping လည်းလေးလာပြီးတော့မှသူတို့အဆင်ပြေတဲ့နေရာမှာထဲမဲ့ပုံစံမျိုးပါ။ အခုရောက်နေတဲ့ចောင်းသားလေးကလည်းရောက်တာတလားလောက်ပဲရှိသေးရဆိုတော့သူလည်းတေချာတော့မပြောတတ်သေးဘူးပေါ့သူပဲရောက်မလဲဆိုတာတော့နော်အဲတော့ကြောင့်မလို့မင်းဆန်တို့ကဒီရောက်တာနဲ့ recession လောက်အောင်မှာမဟုတ်တာတော့အဲ့တခုကတော့တည်ထားရမယ်နော်ကိုကိုရဲ့ဂျပန်စာ level ပေါ်မူတည်ပြီးတော့လေကိုကအ ਨੇ ဆုံးအန်တူးလောက်လည်းအောင်ထားမယ်ပြီးရင်ဒီအင်္ဂလိပ်စာရေးချင်း DOEIC ပေါ့နော် DOEIC ဒါအမှတ်အ ਨੇ ဆုံး900ကျော်လောက်ရှိတာပြီးဆိုရင် ဒါ recession မှာလုပ်ဖို့အရေးချင်းပြည့်မီတယ်ဆိုပြီးတော့သတ်မှတ်လို့ရတယ်။နော်အဲအတွက်ကြောင့်မလို့ဒါကိုကအနည်းဆုံးလဲအန်တူးလောက်လဲအောင်းထားမယ်။ခုနပြောတဲ့လိုမျိုးအမှတ်900အင်္ဂလိပ်စာအမှတ်900လောက်လဲရထားမယ်ဆိုရင်ဒါ Fronto မှာလုပ်ဖို့ကလုံလောက်တယ်နော်။ဟုတ်ပြီအဲ့ဒါပြင်မှာကိုကအန်တူးလောက်မဟုတ်သေးဘူး။ကိုကအခုမှအန်3လောက်ပဲရှိသေးရဲ့။စကားပြောရလဲအဲ့လောက်မရသေးဘူးဆိုရင်တော့အဲ ဟိုတယ်ဒီဘက်ကအများဆုံးထည့်တာကတော့ဒါဟိုမှာထည့်လိုက်မယ် restaurant ဘိုင်းနေမှာထည့်လိုက်မယ်နော်ဟိုတယ်ဒီရဲ့ restaurant ဘိုင်းနေမှာထည့်လိုက်မယ်အလိုမမှုဖဲနဲ့ကိုကနောက်လောက် ကြည့်အကျဉ်းအကျွမ်းမဟုတ်သေးဘူးတော်ကလေးလက်မှတ်ရှိတာတယ်ပြီးရင်ဂျပန်လာလို့ရတဲ့ GPT M4 level လောက်ပဲရှိသေးရဆိုရင်ကြတော့ဒါကိုပါတော့နည်းနည်းတော့ပို့ပြီးစူးစမ်းမှာပေါ့နော်အဲ့လိုမျိုးကြတော့ housekeeping ဘိုင်းအောင်ပဲသွားဖို့များတယ်နော်ဒါပေမဲ့ဂျပန်နိုင်ငံဟိုတယ်တွေကတခုရှိတာကြတော့ housekeeping တွေကြတော့ဘယ်လိုပြောမလဲဟိုတယ်တုတ်တိန်နဲ့ခေါ်တာမဟုတ်ဘဲနဲ့ bedding clean နဲ့တုတ်တိန်နဲ့ခေါ်တာမဟုတ်လို့ housekeeping ပိုင်းဝင်ရတဲ့ကောင်ဝင်ရနိုင်ပြီမယ်ဖြစ်နိုင်ချေရတော့နေတယ်အဲဒါကြောင့်မလို့ဒီအလုပ်စားသားရောက်ချင်းဆိုရင်ဝင်ရမှာက restaurant ပိုင်းကတော့အဖြစ်နိုင်ဆုံးပဲဒါအတော့မှကိုယ့်ရဲ့စကားပြောတိုးတက်မှုပုံမူတည်ပြီးအင်္ဂလိပ်စာအရေးချင်းပုံမူတည်ပြီးတော့ဒါ front door ဘက်ကိုရောက်သွားနိုင်ချေရှိတယ် เนาะဒါကဂျပန်ရောက်ချင်းဟိုတယ်မှာဘယ်လိုနေရာတွေမှာလုံးအောင်မလဲဆိုပြီးတော့ပြောပြရအောင်เนาะအဲ့ဒါပြင်နောက်တစ်ခုဒီမှာစီစခရင်ရှယ်တာအလေးလေးရှိလိမ့်မယ်ဒါကကြတော့ကိုကဟိုတယ်ရူမှာလုံးအောင်မလားလျော်ခံမှာလုံးအောင်မလားဟုတ်ပြီအဲ့လိုမျိုးလုံးရတာတွေကိုကတိွားတဲ့အခါမှာဆိုရင်ရောဘယ်လိုမျိုးတွေကြိုပြီးတော့လေ့လာထားရမလဲအဲ့လိုမှမဟုတ်ဘဲနဲ့အခုဂျပန်မှာရောက်နေတဲ့ចောင်းသားတွေရောတကယ်လို့လှောက်လျှောက်တဲ့အခါမှာ ဟိုတယ်ရူရှောက်မလားလျော်ခန်ရှောက်မလားဆိုပြီးစဉ်းစားလို့ရအောင်လို့ဒီစရာလေးပါလောက်တာရယ်เนาะအဲစဉ်းစားကိုယ်တိုင်လေဒါဟိုတယ်ရူမှာအလုပ်လုပ်နေတာဟိုတယ်မှာအလုပ်လုပ်နေရဆိုတော့ဟိုတယ်ဘက်ကတော့နည်းနည်းလေးပို့ပြီးတော့အားတာတယ်ဆိုပြီးတော့ပြောခြင်းတယ်တော့အဓိကပါကွာလဲဆိုတော့ဟိုတယ်ကကြတော့ဒါအလုပ်သမားတွေလာတယ် business man တွေလာတယ်အဲအတွက်ကြောင့်မလို့ဒီကိုကလည်းအလုပ်သမားလာတဲ့ဧည့်သည်ကလည်းအလုပ်သမားဆိုတော့ ရင်ကြီးကြီးတွေပဲကွာအလုပ်သမားတွေကလည်းကိုယ့်ကိုရင်ကြီးကြီးလေးဆက်ဆံပြီးတယ်ကိုယ်ကလည်းသူတို့ရင်ကြီးကြီးနဲ့ပြန်ပြောရတယ်အဲအဲ့ဒါအပြင်ဘယ်လိုပြောရမလဲဆိုတော့ဟိုတယ်တွေမှာကြတော့ဒါ self food service ဆိုလို့ခေါ်တဲ့ self service တွေပဲများတယ်နောက်အဲ့တဲ့ကြောင့်မကိုကနေအစားအစာရဧည့်သည်ကိုလိုက်ပြီးတော့ဟိုကလုပ်ပေးရတာတို့ဒီကလုပ်ပေးရတာတို့ကမရှိတဲ့လောက်ရှားတယ်လုံးဝမရှိဘူးဆိုတာမဟုတ်တော့ရှိတာတော့ရှိတယ်ဒါပေမဲ့တော်တော်လေးကိုရှားတယ်ဧည့်သည်တွေကသူ့ဝန်သူသူပဲ ဒါလိုအပ်တဲ့ပစ္စည်းလေးယူသူခံသူသွားသူမှသူတဲပြီးတာနဲ့ပြန်ဟန်ပြီးရင်လျော်ခံဘောက်ကိုတောင်းမယ်ဆိုရင်ကြတော့လျော်ခံဆိုတဲ့အတိုင်းပဲဒါအဲ့တဲ့တွေကအပန်းဖြေဖို့လာတာခီးသွားပြီးတော့အပန်းဖြေဖို့လာတာနော်အရှိရာဟိုတယ်လူတွေကကြတော့အလုတ်ကိစ္စနဲ့လာတဲ့လူတွေများတယ်အပန်းဖြေလာတဲ့လူတွေလည်းရှိတယ်ဆိုရင်ပဲဒါအဓိကကတော့အလုတ်ကိစ္စနဲ့လာတဲ့လူတွေ business man တွေ business man တွေများတယ်ဒီဘက်လျော်ခံကကြတော့တဲခုပ်ဖို့တီးတောင်းလာတာ ခီးသီးတောင်ထွက်လာတဲ့လူတွေဆိုတော့အာသူတို့ကိုရီးယား self service သွားလုပ်ခိုင်းလို့မရတော့နော်ကိုရီးယားအစဆုံးလိုက်ပြီးတော့ကိုယ့်ရဲ့ကိုမွေးထားတဲ့ကလေးတယောက်လိုမျိုးအစဆုံးလိုက်ပြီးတော့အခန်းလေးလေးလိုက်ပို့တယ်အခန်းထဲမှာအိယာခင်အိယာခင်တွေလိုက်ပြီးတော့ခင်းပေးတယ်ဖုတ်သုံးလေးလိုက်ခင်းပေးတယ်အပြင်သူတို့ရဲ့ support တောက်ဖို့သူကကိုကပြင်ဆင်ပေးရတယ်အာသူတို့မှာ onsen ဝင်မယ်ကျေပူဆန်းဝင်မယ်ဆိုရင်လည်းကိုကသွားခေါ်ရတယ်သူတို့တော့ပြင်ဆင်ပေးရတယ်အဲ့ဒါတွေအကုန်လုံးလုပ်ပေးရတယ် နော်စကားပြောရတယ်စာဒီဘယ်လိုပြောမလဲအရန်ကိုစကားလုံးအတုံးတုံးနေအမိုဒဲနာရှိဖြစ်တဲ့နော်ဒီမှာလည်းရေးတာနော်အမိုဒဲနာရှိဖြစ်တဲ့ကိုယ့်ရဲ့အဲ့ဝတ်ခြေပြွန်နဲ့နှွေးထည့်ပြွန်ကြတဲ့စကားလုံးအတုံးတုံးတွေအများကြီးတုံးရတာမို့လို့ဟိုဘယ်လိုပြောမလဲကိုကဒီလိုမျိုးအဲ့ဒီဒီကိုဝင်စားမှုပေးရတာသဘောကျတဲ့ဆိုရင်တော့လျော်ကန်အောင်ရေးအဲ့လိုမှမဟုတ်ပဲနဲ့ပုံမှန်အတုံးတုံးလောက်ပဲပုံမှန်အတုံးတုံးတော့ဆိုတာကြတော့ကွာပြောချင်တာပုံမှန် အလုပ်လာပဲအရင်ကြီးဧည့်သည်ကိုလိုက်ပြီးတော့ဖားရနေရတဲ့ပုံစံမျိုးမဟုတ်ပဲနဲ့ပုံမှန်ကိုယ့်ရဲ့အလုပ်လေးကိုလုပ်ဧည့်သည်ကလည်းဆက်စားပေးနေရင်ကြီးကြီးဧည့်သည်ကိုတွေ့ချင်ရင်ဒါဟိုတယ်ထဲမှာလုပ်လျော်ခန်းကြတော့နည်းနည်းလေးအပန်းဖြေဖို့လာတဲ့လူတွေကြတော့သဘောကောင်းတဲ့လူတွေလည်းရှိသလိုမျိုးငါတို့ကပတ်စံပေးထားတာပဲငါတို့ကတဲဖို့လာတာပဲငါတို့ကခမီးစမှာပဲဆိုပြီးတော့တတ်မှတ်ထားတဲ့ဧည့်သည်ကြီးလည်းရှိတာမို့လို့နည်းနည်းလေးရိုင်းတတ်တဲ့ဧည့်သည်ကြီးလည်းရှိတယ်စကားပြောဆို ရိုင်းတဲ့ဧည့်သည်ကြီးလည်းရှိတယ် အဲ့ဒါလေးတစ်ချက်တတိထားရမယ်နော်အဲ့ဒါကအလုပ်လုပ်ရတဲ့ပုံစံပြီးရင် uniform ပုံစံနေဒီမှာနော်ဒုတိယမြောက်မှာရေးထားတယ် uniform ပုံစံကကြတော့ဒါ hotel room မှာကြတော့စင်စစ်ကိုတိုင်းလဲဒါ jacket လို့ခေါ်တယ် coin ကြီးတွေဝေးရတယ်ပြီးရင် alka style ပန်ဝေးရတယ် shoe fanat တွေဝေးရတယ်နော်ဟုတ်ပြီလျော်ခံမှတ်သွားမယ်ဆိုရင်တော့ဒါဒီမှာရေးထားတဲ့ kimono လို့ခေါ်တဲ့ဝတ်စားရရှိပြီးပြီးရင် samurai လို့ခေါ်တယ်နော်ဒီအရာလေးက samurai လို့ရေးထားတာ samurai လို့ခေါ်တဲ့ဒါ ဂျပန်ဝစ်ဆောင်ပေါ့နော်ဆာမူရဲဆိုတဲ့ဟာလေးတွေအဲ့ဒါလေးဝစ်ပြီးတော့အလုပ်လုပ်ပေးရတယ်ဟုတ်ပြီအဲ့ဒါဆိုရင်လည်းကိုကကိုဝင်းကြီးဝေးရတာကြိုက်တာလားဂျပန်မိုဆန်နေဝေးရတာကြိုက်တာလားအဲ့ဒါနေကြည့်ပြီးတော့လေဟိုတယ်ရေးမလားလျော်ခန့်ရေးမလားဆိုပြီးတော့လေဒါစဉ်းစားလို့ရတယ်နော်ပြီးရင်နောက်တစ်ချက်ဒီဘလိုဧည့်သည်လာတာများလဲဆိုတော့ခုနစဉ်းစားပြောခဲ့သလိုပဲဒါဟိုတယ်တွေရာကြတော့ဒါ businessman တွေလာတာများတယ်ပြီးရင်ခိုင်ခိုင်တော်ဟီတိုတွေလာတာများတယ်เนาะနိုင်ငံခြားသားတွေလာပြီးတော့တည်တာများတယ်အဲဘာလို့လဲဆိုတော့ business hotel တွေရဈေးသက်သာလို့ဈေးသက်သာတယ်မှစင်စစ်လို့ဆိုရင်လည်းပဲဒါပိတ်ရက်တွေမှာဒီမြို့ကြီးတွေကိုခေးထွက်တဲ့အခါမှာဆိုရင် business hotel တွေမှာပဲတည်တယ်ကိုကတဲတာအဓိကလောက်တာမဟုတ်လीရှောက်လေဖို့အဓိကလောက်တာဆိုတော့ business hotel တွေကဈေးသက်သာတယ်အဲ့တိုင်းပဲနိုင်ငံခြားသားတွေလည်းအဲ့လိုပုံစံမျိုးပဲတွေးတာမဟုတ်လို့မအပါ hotel တို့ ပြီးတိုယိုခိုအင်းတို့ဆိုရင်ဈေးတော်တော်တက်တာရယ်ကွာအဲ့လိုနေရာမှာရေးသေးကြတယ်အဲ့ဒါတွေကလည်းဟိုတယ်တွေနော်အဲ့ဒါကြောင့်မလို့နိုင်ငံခြားသားတွေလည်းလာတာမို့လို့အင်္ဂလိပ်စကားပြောရလဲအရေးကြီးပါပြီခုနပြောသလိုမျိုး TOEIC အမှတ်900အနည်းဆုံးလောက်ရှိကြရမယ်အဲ့ဒါဆိုရင် ပို့ပြီးတော့အလုပ်လုပ်ရတာအဆင်ပြေတယ်နော်ဟုတ်ပြီဒီမှာလျော်ခံပါကိုသွားကြည့်မယ်ဆိုရင်လည်းပဲစင်စစ်ခုနကပြောခဲ့သလိုပဲဒါဂျပန်လူမျိုးတွေကအဓိကလာပြီးတော့တဲတာသူတို့ကကြတော့ ီအိမ်မအိမ်ထဲမှာနေရတာပြင်းလာလို့ဟိုတယ်မှာလာပြီးတော့တည်တာဟိုတယ်မှာမနက်ညစာလာစားတယ်အဲအွန်ဆန်ဝင်မယ်မနက်စာလာစားတယ်ပြီးရင်ချက်ကောက်လုပ်ပြီးတော့ပြန်မယ်အဲ့လိုလူတွေများတာမို့လို့အဓိကအပန်းဖြေဖို့လာတဲ့လူတွေများတာမို့လို့ကိုဘက်ကနေအရန်ကိုပဲဂိူးဆိုင်ပြရတဲ့ပုံစံမျိုးတွေတွေ့တယ်နော်ဥပမာကိုကစားစရာတစ်ခုခုကိုရှင်းပြတယ်ဆိုရင်တော့မှအမမွေးကားဆိုပါစို့ကွာဟုတ်ပြီဒီမွေးကားရဲ့မုတ်ဖတ်ကတော့ဘယ်မျိုးကနေထွက်တဲ့မုတ်ဖတ်ပါ နော်ပြီးရင်ဒီဟင်းရေရတော့ဘယ်မျိုးအထိထောက်တဲ့ငပြောဦးနဲ့ဘယ်မျိုးအနေထောက်တဲ့ငါအဲ့ဒါကိုရော ပြီးတော့ချက်ထားပါအဲ့လိုမျိုးပုံစံမျိုးရင်းနဲ့ဒီဂျပန်စားစရာတွေကိုရှင်းပြရတာမို့လို့ကိုဘကတော့ဘူးတူတာလေးဘူးတူတာတွေဘာတွေကတော့တော်တော်ရမယ်နော်ဘာလို့ဆိုအဲ့တဲ့ကိုကပြန်ရှင်းပြနိုင်ဖို့ကိုကဒီရာတွေအများကြီးလေ့လာထားရတာမို့လို့ဒီဂျပန်စားစရာနဲ့ပတ်သက်တဲ့ဘူးတူတာတွေရောဂျပန်စကားပြောအများကြီးအများကြီးပို့ပြီးတော့တိုးတက်လာနိုင်မယ်လျော်ခန့်ဆိုရင် ပြန်သုံးရတဲ့ဘာသာစကားလည်းခုနကပြောခဲ့သလိုပဲဂျပန်ဟိုတယ်ထူးမှာဆိုရင်ဂျပန်စာရောအင်္ဂလိပ်စကားပြောရတယ်ဒါယောခန်ဒီမှာကြတော့ဂျပန်လူမျိုးတွေကအတိကလာတာမို့လို့ဂျပန်စကားကတော့ main အနေနဲ့ပြောရတယ်နောက်ပြီးရင်အလုပ်အကြောင်းကတော့စဉ်းစားခုအရှိမှပြောခဲ့တဲ့ဟာပိုင်းဟာအတိုင်းပဲဖော်တွန်တို့ရဲ့ restaurant တွေအတိကထားပြီးတော့လုပ်ရတယ်ဆဲဆိုးကကြတော့ဒါကိုယ်ကဂျပန်စာနည်းနည်းလေးနိုင်နေရခါတော့မှလုပ်ရတာများတယ် နော်လျောကမက်သွားကြည့်မယ်ဆိုရင်လည်းပဲဧည့်သည်ဝေဟာဝိဆာတွေအစအဆုံးပြုတ်လုပြီးရတယ်နော်ဟင်ပွဲချပေးတာတွေအခန်းထဲဒီလိုက်ပြီးတော့ရှင်းပြတာတွေပြီးရင်ဒီမှာဖူတွန်စကီလို့ခေါ်တယ်ဒါအေရလေးတွေခင်ပေးရတာတွေအဲ့ဒါတွေအကုန်လုံးလုပ်ပြီးရတယ်နော်ပြီးရင်နောက်တစ်ခုကချက်ကွင်းလုပ်ပြီးရတဲ့ပုံစံကလည်းဒါဆဲရဖူဆာဗစ်စုတွေများတယ်နော်ဟိုတယ်တွေမှာကြတော့ကိုကနေဧည့်သည်ကိုလိုက်ပြီးတော့ဘာမှလုပ်ပေးစရာမလိုဧည့်သည်ကသူ့မှန်သူလုပ်ပေးပါရယ်ကိုက check in လာရင်အဲသူရဲ့နာမည်မေးလပ်ပြီးရင်မှတ်စရာရှိတဲ့မှတ်တမ်းလေးမှတ်ပတ်စံရှင် ပြီးတာနဲ့ဧည့်သည်ကိုခေါ်ယူခရီးတော်ဆိုဆိုပြီးတော့ဒါအကန့်တော်လေးပေးလိုက်ပြီးဆိုရင်ပြီးပြီနော်အဲလျော်ခမားကြတော့ခုနလိုမျိုးအစအဆုံးလိုက်ပြီးတော့လုပ်ပြရတယ်နော်ပြီးရင်ဒီ lower desk ကြီးရာကြတော့ hotel room မှာကြတော့ computer ခိုင်တဲ့ဘောကလည်းနည်းနည်းလေး lower သွားပြအောင် ကွန်ပျူတာတွေကင်ပြီးတော့ထိုင်းအဲ့တဲ့တွေရဲ့အချက်လက်တွေစင်းနေမှားရတယ်။ပြီးရင်တခြားလိုအပ်တဲ့ဟာလေးတွေပိုကင်လက်ခံတာတွေပြီးရင်ဒီကိုဟိုတယ်ကိုဒါလိုင်းပေါ်မှာတင်ပြီးတော့အခန်းကိုရောင်းတာတွေပြီးရင် dynamic pricing ကိုလို့ခေါ်တဲ့ဒါဟိုတယ်အတန်းတန်းရောက်ရင်လည်းသင်ရလိမ့်မယ်။ dynamic pricing လို့ခေါ်တဲ့ဈေးကစားတာတွေတခြားဟိုတယ်ရဲ့ဈေးနှုန်းတွေကြည့်ပြီးတော့ဟုတ်ပြီသူတို့ဟိုတယ်ကတော့ဒီဈေးနဲ့ရောင်းနေငါတို့ကလည်းဘယ်ဈေးနဲ့ရောင်းမလဲဆိုပြီးတော့ပြန်ပြီးတော့တွက်ချရတာတွေအဲ့ဒါလေးလောက်ရတယ်။အဲ့ဒါကတော့နည်းနည်းလေး ရာသူမြင့်သွားတဲ့အခါမှာလှုပ်တက်ကြလာတဲ့အခါမှာတော့လှုပ်ရလိမ့်မယ်။နော်လျော်ခမ်းကြတော့အတိကတော့စေခါခုလှုပ်ပြီးပြီဆိုရင်အဆင်ပြေတယ်ကိုယ့်ရဲ့နေပုံထိုင်ပုံလေးကိုယ့်ရဲ့ပြောပုံစုံပုံသွားပုံလှုပ်ပုံလေးအဲ့ဒါလေးတွေကိုအတိကထားပြီးတော့လှုပ်ရမယ်။နော်ဟုတ်ပြီအဲ့ဒါဆိုရင်ဘာလို့ recommend ပေးချင်တာလဲဆိုတော့စင်စည်းကိုရိုင်းကလည်းဒါဟိုတယ်ထဲမှာလုပ်နေရဆိုတော့စင်စည်းကတော့ဟိုတယ်တွေကိုပို့ပြီးတော့ recommend ပေးချင်တယ်။ဒါဘာဖြစ်လို့လဲဆိုတော့ဒါအဓိကအချက်ကဧည့်သည်တွေရရင်ကြီးလို့ ရောခံပါစေနည်းနည်းလေးမောက်မာတတ်တဲ့ဧည့်သည်ကြီးများတယ်ဟိုတယ်တွေကကြတော့ဒီ business ဧည့်သည်တွေလာတာများတာမို့လို့ဟို business ထဲမှာလည်းဒီအလုပ်သမားတွေထဲမှာလည်းနည်းနည်းဇယိုက်ဆန်တဲ့အလုပ်သမားတွေလည်းရှိတာပဲเนาะဒါပေမဲ့များသောအားဖြင့်တော့ရင်းကြီးကြီးလေးပဲများတာမို့လို့ဒါစိတ်ချမ်းသာရကွာအလုပ်လုပ်ရတာเนาะအဲ့ဒါရယ်ပြီးတော့နောက်တစ်ချက်ကကြတော့ကိုင်းကြီးဝေးရတာစစ်စစ်ပို့ပြီးတော့ကြိုက်တယ်စမတ်ချက်ချက်အလုပ်လုပ်ရတယ်ဆိုပြီးတော့ခံစားရမှာမို့လို့เนาะအဲ့လိုမျိုးအချက်တွေကြောင့်ဒါ ိုတယ်တွေကိုယူတယ်ညနေဆန်တော့လည်းဒါကိုယ့်ရဲ့ကိုကဘယ်လိုနေရာမှာပို့ပြီးတော့ဆရာထပ်တန်လဲဘယ်လိုနေရာမှာပို့ပြီးတော့လှုပ်ချင်လဲဆိုတာပြီးတော့ယူလို့ရ